အကယ်မီယာဘီမှလူမုံများကစမ်းချသွားတာကြောင့်ပြောတဲ့ရုပ်ရှင်မှာပါအားပေးမဲ့သူနှဲသွားတဲ့အထိဖြစ်သွားရတဲ့နေဝင်လက်တလောရုပ်ရှင်ပြည်သက်တွေကြောင့်မှရေပန်းစားနေတာကတော့ပြောတဲ့ရုပ်ရှင်ဇာကကြီးပဲဖြစ်ပါတယ်ပြောတဲ့ရုပ်ရှင်ဇာကကဒါရိုက်တာအော်ရာသရှိုက်ကူးထားတာဖြစ်ပြီး နေဝင်ခင်းဝင်းဝါမင်းမီကြီးမျိုးသနာထွန်းနဲ့ဇက်ဘူတယုတ်ဆောင်စိုးဝင်းနိုင်တို့ကပါဝင်တယုတ်ဆောင်ထားကြတာပါဒီဇာကားကအညာဒေတာရဲ့အလှလုံကြတဲ့ဒလီထုံးတဲ့အကြောင်းတွေကိုတဘာဝကြကြနဲ့ပြပင်အောင်ရိုက်ကူးထားတာဖြစ်ပြီးတော့နောက်ခံဒေဂီတာ အစတယုတ်ဆောင်အဖိဖော်တွေတိုင်အောင်ပရိသတ်ရှင်နဲ့ရောက်အောင်ဆွဲဆောင်နိုင်တဲ့ဇာကားတစ်ခုဖြစ်နေကြတာပါဒါကြောင့်မလို့ပြောတဲ့ရုပ်ရှင်ကရုံးတင်နေစဉ်ကာလမှာတော့အကယ်ဒမီမှန်းကြတဲ့အထိဖြစ်ခဲ့ရပါတယ် ဒါပေမဲ့ထူးခြားတာတစ်ခုကတော့ပြောဆိုင်ရုပ်ရှင်ရအကယ်ဒမီမှတ်ရလောက်တဲ့အထိအောင်မြင်သလောက်ကြီးစုသူလည်းနေပါခဲ့တဲ့ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ပုံမှန်ဇာတ်ကားတွေလိုတပတ်သာယုံတင်권ရခဲ့ပြီးတခြားဝဝကွယ်အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေလိုတော့နှစ်ပတ်သုံးပတ်ဆက်တိုက်ယုံတင်권မရခဲ့ပါဘူး။ဇလန်းဆိုင်ကောင်းသလိုတရုတ်ဆောင်တွေလည်းကောင်းမာရတဲ့ယုံတင်권အကြကြီးမရခဲ့တာကတော့ပြောဆိုင်ရုပ်ရှင်ကအမင်းသားကအကယ်ဒမီနေဝင်ဖြစ်လို့ဆိုပြီးတော့လူပြောများနေခဲ့တာပါ။နေဝင်ကအစိုးရဘွားအနေရုပ်ရှင်လောကထဲကိုဝင်ရောက်လာတဲ့ ူဖြစ်ပြီးတော့ဇက်ကားအနှဲငယ်ရိုက်ကူကတနင်္လာမှရဲအကယ်ဒမီရရှိသွားတဲ့သူပါနေဝင်းကတရုတ်ဆောင်သက်အများကြီးများခင်ပါတယ်အကယ်ဒမီရသွားတာတဲ့ကြောင့်နေဝင်းရဲ့တရုတ်ဆောင်မုံကိုမကြိုက်ရတဲ့ပြင်မင်းသားကြီးတော်ဟင်းနဲ့တောင်တူတယ်ဆိုပြီးတင်စားခံရတာတဲ့ကြောင့်နေဝင်းကအကယ်ဒမီရပြီးမကြခင်ပါတယ်လူမုံများသွားခဲ့ရတာပါ အရင်ကတော့အစိုးရဘွားမှနေဝင်းတို့ကတိတိကျကျအောင်မြင်ခဲ့ကြသူတွေဖြစ်ပြီးပရိသတ်အခိုင်မာလည်းရရှိခဲ့တဲ့သူတွေပါဇနီးဖြစ်သူအဲ့ချစ်ချောကိုအချစ်ပိုလိုနာကြောင့်ယောက်ျားရူရဲ့စံမြပုတ်ကိုလိုတော်တင်စားခံခဲ့ရပါတယ်ဒါပေမဲ့နောက်ပိုင်းရုပ်ရှင်လောကရဲ့ရောက်လာတဲ့အခါတပြည့်ပြည့်ဝေဖန်ကြတွေကများလာခဲ့ရတာပါအထူးသဖြင့်အကယ်ဒမီရသွားပေမဲ့ဘဲဇကားနေနေပုံသေးဖြစ်နေတဲ့သရုပ်ဆောင်ချက်တွေနဲ့စပင်းအရှိကြီးကြောင့်ဝေဖန်မှုတွေကစတိုင်မြင့်တက်လာခဲ့ရပါတယ်ဒါပြင်အကယ်ဒမီမင်းသားဆိုတဲ့မှန်နဲ့အနုပညာ ြေသိန်းတထောင်တောင်းကကာယရက်တွေတောင်လူတောင်းနေရတဲ့တဲ့ရင်ကြောင့်နေဝင်းရတပြေပြေလူမုံပုံများလာခဲ့ရတာပါဒီသတင်းတွေကအမှန်ဟုတ်မဟုတ်မသိရပေမဲ့ဒီလိုတွေသတင်းထွက်ပြီးတဲ့နောက်ပိုင်းဘဲကားရရဝေဖန်ခံလာရပြီးတော့နေဝင်သရုပ်ဆောင်ထားရင်မကြည့်ချင်ဘူးဆိုတဲ့သူတွေတောင်မှရှိလာကြရပါတယ်။ဒါကြောင့်မလို့ပြောတဲ့ရုပ်ရှင်ရလဲဇလန်းဆက်အိမ်နောက်ခံဒေဂီတာနဲ့တခြားသောသရုပ်ဆောင်တွေရဲ့အရေးချင်းတွေကောင်းမွန်ရတဲ့ကြည့်ရှုတဲ့သူနဲ့ပါကြရတာပါ။ နေဝင်တယောက်ဆောင်ထားတဲ့စကားဖြစ်လို့ဇလန်းကြိုက်ပေမဲ့သွားမကြည့်ဘူးဆိုတဲ့သူတွေလည်းရှိလာခဲ့ပါဗျ။ ်ပြောစားရုပ်ရှင်မှာလည်းနေဝင်ရဲ့ character ကသူရိုက်ကူးနေကြအရင်ဆက်ကားရင်းလိုပဲခမိုင်မိုက်ဇိုးတယောက်ဖြစ်နေကြတာပေါ့တယောက်ဆောင်ချက်တရားလည်းကျော်ဟင်းနဲ့တူတယ်ပြောပြီးမှကျော်ဟင်း item တွေကိုမတူတူအောင်လိုက်တူးနေသလိုဖြစ်နေတာကြောင့်ပြောစားရုပ်ရှင်ထွေလာမှာတဲ့လူပြောများခဲ့ရပါတယ်တကယ်တမ်းယုံတင်ပြီးချိန်မှာလည်းယုံမှသွားကြည့်သူတွေကနေဝင်ရဲ့ item တွေနဲ့ character အကြောင်းကို share ဝေဖန်ခဲ့ကြတာပေါ့အထူးသဖြင့်သပင်ရှိပဲထားနေတာကိုအဓိကထားပြောကြပြီးတော့စကားထဲမှာနေဝင်မပါထားရင်တော့ကောင်းမယ်ဆိုတဲ့အထိဖြစ်လာခဲ့ရပါတယ် ပြောတဲ့ရုပ်ရှင်ကြီးကတကားလုံးကောင်းမွန်နေပါလျက်နဲ့နေဝင်ကြောင့်နှမျိုးစရာကောင်းသွားတာမို့လို့ပြည်အရုံးမလို့တွေပါဖြစ်ခဲ့ရတာပါ။ဒါပေမဲ့နေဝင်ရဲ့အမာခံပြိသက်ချုပ်ကတော့နေဝင်ကတဘာဝမင်းသားလူတော်မှလက်ခံထားကြပါရယ်။အဖေရဇုံနဲ့တဲ့တီတရုတ်ဆောင်ကောင်းတဲ့အကြောင်းလေးကိုလည်းခြေပပြောဆိုထားကြတာပါ။ဘလို့ပဲဖြစ်ဖြစ်ပြိသက်တွေကတော့ပြောတဲ့ရုပ်ရှင်ကိုအကယ်ဒမီမှန်းထားကြပြီးတော့တခြားတရုတ်ဆောင်တွေအတွက်အားခဲထားကြပါရယ်။တရုတ်ရှင်မှာအဓိကအကယ်ဒမီမှန်းကြတာကတော့အကယ်ဒမီမင်းသမီးကြီးမျိုးတနာထုံးနဲ့ဇက်ဘိုတရုတ်ဆောင် းဆောင်ဝင်နိုင်ကိုပဲဖြစ်ပါတယ် ။ဒီဇင်ဘာထဲမှာအကယ်ဒမီမင်းသမီးကြီးမျိုးတနာထုံးကတကယ်ကိုဝိုင်းရင်သမားရင်မင်းသမီးကြီးပြပြလောက်ကွက်တွေကိုထိတိမိမိချပြန်သွားနိုင်ခဲ့တာပါ။မင်းသမီးမျိုးတနာထုံးဆိုတာပျောက်ဆုံးသွားပြီးပြောစရာရုပ်ရှင်တွေကဖာတစိုးသားလေးရဲ့အဖွားဖြစ်သူဒေါ်တုံဆိုတဲ့အညာသူအမျိုးသမီးကြီးကာရိုက်တာကပေါ်လွင်အသက်ဝင်ခဲ့ပါတယ်။ဒါကြောင့်မလို့ရုပ်ရှင်ကြီးတဲ့သူတွေကတော့ဇကားပြီးလို့ပြန်ထွက်လာခြင်းအထိမျိုးတနာထုံးဆိုတာမေးပြီးအညာသူစင်းရမကြီးဒေါ်တုံလို့ပဲမြင်ရတဲ့အထိချီးကျူးနေကြသလိုဒီနေ့ကမျိုးတနာထုံးနဲ့ပဲလို့ လည်းခံမှန်းပေးနေကြတာဖြစ်ပါတယ်။မြို့သနာထုံးကအကယ်မီမရတာလဲ25နှစ်လောက်တောင်ရှိနေပြီဖြစ်တာကြောင့်အားလုံးကတော့ဒီနေ့မှဇက်ဘူတယုတ်ဆောင်စုပိုင်ရှင်ဖြစ်စေနေကြတာပါ။မင်းသမီးကြီးမြို့သနာထုံးနေတူဇက်ဘူတယုတ်ဆောင်ဦးစုံဝင်နိုင်ကိုလည်းဒီကားမှာဇက်ဘူစုရစေနေကြပါရယ်။ဦးစုံဝင်နိုင်ရဆိုရင်လည်းသူရရှိထားတဲ့ character ကိုထက်ထက်ဝင့်ဝင်ပါဝင်တယုတ်ဆောင်နိုင်ပြီးတော့အငုံမျက်လုံးအပြုံးမျက်နှာတွေကိုပြပြင်အောင်လို့ခြားပြနိုင်ခဲ့တာပါ။ မျိုးသနာထုံးကတချင်းဆိုရင်ဥဆောင်ဝင်နိုင်က အလူမာဆိုင်တီပေးရတဲ့ဇဝင်ကန်ဆိုရင်ပရိသတ်ရင်ကိုထိသွားစေက အကယ်ဒမီမန်းနဲ့ဇဝင်ကန်ဖြစ်လာခဲ့ပါတယ်။နောက်ထပ်ကတော့မင်းမီဖြစ်တဲ့ခွင်းဝါကိုလည်းရရှိတင်ကြသူတွေလည်းရှိနေရပါ။တကားလုံးမှာဘသူတွေဘလောက်ပဲထုတ်ပေါ်ကြည့်ကြကအကယ်ဒမီခန့်မှန်းပေးနေပါစေ။နေဝင်ကတော့တောင်မကျိုးဆိုတဲ့ယူဆချက်တွေနဲ့လူမုံများကဝေဖန်ခံနေရဆဲဖြစ်ပါတယ်။ ်အခုတ िश ူးနေကြတဲ့ပရိသတ်တို့တွင်လည်းပြောစံရုပ်ရှင်ရနေဝင်းရဲ့ character နဲ့တရုပ်ဆောင်ချက်တွေကိုသဘောကျကြရလားဆိုတော့ကွန်မန်းမှာပြောပြပေးခဲ့ကြပါအောင်နော်ဒါပြင်နေဝင်းနေတဲ့ academy ရှာပြီးမှစမ်းကြသွားကလူမုံများသွားတဲ့ပုံမှာရောဘယ်လိုမျိုးထင်မြင်မိကြလဲဆိုတာပြောပြပေးခဲ့ကြပါဦးနော်